မင်္ဂလာပါရှင်။တပည့် Audio Book Channel ကနေပြောပရိသတ်များအားလုံးပေါ်ပြန်လည်ပြောကြဆိုပါအရှင်။ပရိသတ်များရှင်ဒီနေ့မှာတော့စာရေးသူမောင်ယူရရှိတာထားတဲ့မြတ်တာရေးကြီးမြနှင်းကြီးဆိုတဲ့ဇလန်လေးရဲ့စသိမ်းမိုင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဇလန်လေးကိုပရိသတ်များကနားဆင်ကြည့်ပါအရှင်။မကြမီဆောင်းဝန်ကြီးနဲ့အဖွဲရောက်လာတယ်။ဘာမှစွဲရကြမရှိပါဘူး။စေုပ်မှာ၃လလောက်နေရအောင်မေး။ဆောင်းဝန်ကြီးကစစ်ဆေးပြီးတော့လိုအပ်တာတွေကို တောင်ဝရှိရဲ့ဆောင်းဆံမတွေကိုမှားကြပြီးတော့ပြန်လေထွက်ခွာသွားတယ်။တစ္ဆာနဲ့စေယုံတက်နေရတဲ့နေ့တွေမှာ သူမကိုလူနာလာတွေ့သူမရှိပါ။သူ့အတွက်အစားစာနဲ့စီဝါကိုကလိုအပ်တဲ့အချိန်မှာရောက်ရှိလာနေရကိုတတိထားမိရဲ့။စေယုံကဆင်းမဲရံမှာတော့အားငယ်မိရဲ့။သူမကိုလာခေါ်မဲ့သူလည်းမရှိ။အေးလေငါငားနေရဲ့အိမ်လေးကိုငါဘာသာပဲတယောက်သေးပြန်ရမှာပေါ့။စေယုံကအလုသမားလေးကိုအခုညီတောင်းပြီးစေယုံကဆင်းလာခဲ့တယ်။ ကိုကြီးလက်စနဲ့အမောက်တပါတဲ့ကိုကြီးပါငါမောင်ရဲ့မမအတွက်အငါးကားလေးတစ်စီးငါပေးပါအောင်နော်။ဗျာ။မမကိုငါပေးဖို့ပြောတာပါငါမောင်ရဲ့။မမအတွက်ကအစင်းနဲ့စောင့်နေရပဲမမရဲ့။ဘာလို့ကငါပေးအောင်မလဲ။ဟိုမလေး။မှန်လုံကားလေးတစ်စီးပေါ်ကသူ့မျက်နှာပေါ်လာပြီရော။တက်ပါပန်းတွေပန်းတွေကိုအကိုအေးစေရှင်းပြပါမယ်။အော်ညီလေးအဲ့ဒီပစ္စည်းတွေကားတဲ့ကိုထက်လိုက်ပါကွာ။ပန်းတွေငေးကြောင်နေစဉ် တမပစ္စည်းတွေကကားထဲကိုရောက်သွားကြည့်ပြီးကိုမတော့အတူနေလို့မဖြစ်နိုင်တော့အကိုဘာဖြစ်လို့လဲရင်ပန်းတွေမှာဟိုဟိုအိုးဘာတွေနည်းရလဲဒါမျိုးပန်းတွေပေါ်မှာမရှိပါဘူးပန်းတွေတိတ်ခါနေကိုကျင့်တရားကိုအသက်တမျှတတ်မှုထားပါတယ်သစ္စာတရားဟာပန်းတွေရဲ့ကိုးကွယ်ရာပါအကိုဒါကြောင့်လဲပန်းတွေရဲ့အမည်ကိုသစ္စာနယ်လို့ပြောင်းခဲ့ရပါပန်းတွေကောင်းဆောင်တဲ့အဖွဲကိုသစ္စာတော်ဦးလို့ပေးခဲ့ရပါ ဒါဆိုဘာလို့တတူနေပုံဖြစ်နိုင်ရတာလဲအကိုတို့မှတမီလေးပန်းတွေသူ့စကားကိုဖျက်လို့ပြီးဝင်ပြောလိုက်တယ်အဲ့တမီကြောင့်ပေါ့တမီဟာပန်းတွေကို မိခင်တယောက်ဖြစ်ဘလို့လက်ခံတော့မှလဲအကိုပန်းတွေတေးပြီလို့သူငယ်တဲ့ကဆွဲလန်းကြမဟုတ်လားဒေါက်တာကောင်းမွန်ငေးမွသွားရတယ်အဲ့လိုအကိုပြောခဲ့ရနော်တမီဟာသူ့မိတေးပြီလို့ပဲယုံကြည်နေတော့မှာပေါ့အကိုရဲ့ဒေါက်တာကောင်းမွန်မှာ အာရင်ဆိုတဲ့များတစုံတစ်ခုကအညာတာမဲ့စွာစုံမျိုးဖြက်စီးသွားတယ်လို့ခန့်စားလိုက်ရပြီးတော့ကားကိုလမ်းနဘေးကို ထိုးရလိုက်တဲ့ကားမောင်ဖို့ပင်အင်အားမရှိဖိခဲရကြပြီးတမီးရဲ့အဆွေထဲမှာသူ့မမေသေးပြီဆိုတာတထက်သာယုံကြည်နေကြတော့အခုမှဒါဟာမမေမေပါလို့တမီးကိုပြောရင်ဘယ်လိုလက်ခံယုံကြည်နိုင်မှာလဲအခုတမီးယုံကြည်အောင်ဘသူကမှလှုပ်ပေးနိုင်မှာမဟုတ်ဘူးလို့ပန်းတွေထင်နေဒေါက်တာကမှ ေးလေးနဲ့နဲ့စဉ်းစားလျက်ရှိရယ်ဘန်းတွေကဆက်ပြောတယ်။တမီးရဲ့စိတ်ထဲမှာငါအဖေကမိန်းမတယောက်ကောက်လာပြီ။ဒါမမေပဲလို့ပေါ့တတန်ပြောသလိုဖြစ်သွားရင် အကိုရောဘန်းတွေပါဘယ်အစားလေးရောက်သွားမယ်ထင်လဲ။ပပေါ့တတန်အစားလေးကိုရောက်သွားကြလိမ့်မယ်။ဘန်းတွေပြောတာဟုတ်တယ်မဟုတ်လားအကို။သူ့ကောင်းကိုလေးလေးပင်ပင်နှိမ့်ချလိုက်တယ်။ဒီတော့ဘန်းတွေတို့အရင်ကလိုပဲဝေဝေအိုးဒါလည်းမဖြစ်နိုင်ဘူးဘန်းတွေ။ ဝေးရမယ့်စကားတော့ဆက်မပြောပါနဲ့ပန်းတွေနဲ့ဝေးခဲ့ရတဲ့ကာလတွေဒီမှာလည်းအဆုံးသတ်လိုက်ချင်ပြီပန်းတွေရဲ့အချိန်နဲ့ရဝေးကြရာသူ့ပန်းတွေနှကန်းလေးတွေကိုလှမ်းပေးမိပြန်နေထက်မယ်ခွဲကွာရမယ့်စကားကိုသူ့လုံးဝမကြနိုင်။အိုးကွာအကိုသမီးစီကိုဖေဖေလက်ထပ်လိုက်ပြီးဆိုတဲ့အကြောင်းစားတဆောင်ရေးလိုက်တော့မယ်။သမီးမမေးစွာထက်မရေးဘူး။နောက်နှစ်ပတ်လောက်ကြာတော့မှရန်ကုန်ပြန်ကြပါပေါ့။ဒီကြတဲ့ ဒီကြတဲ့အကူနဲ့ပန်းတွေအရှင်ရလို့တူတူနေကြမယ်လေပန်းတွေဆုံးဖြတ်ရခဲ့တဲ့မြေဝန်းတွေနဲ့သူ့ကိုမြတ်တာမခဲစိုက်တင်နေရဲ့စာပြို့စာအိမ်ထဲမှာမိနွယ်မအတင်ပြေးထွက်လာတယ်ဟင်ဖဖေးကြီးဆရာစားပါလားအဖွားရင်ဖဖေးဆရာစားလာတယ်ဝမ်းသာအရာအရင်တွင်းကိုလမ်းအွန်လိုက်မိသည်ရဲ့သူမဖခင်ကိုလွမ်းနေပြီးပြီးစူပါပေါ်မှာကိုကိုပြစ်ထိုင်ချပြီးစာကိုဖောက်ဖက်လိုက်တယ် ဖန့်နေရင်ကမေနယ်မိုးရဲ့မျက်နှာလေးညှို့ရီလာတယ်။ပြီးတော့ဆာရွက်ကိုလုံးချီကနယံကို ပြက်ပေါက်လိုက်တယ်။ကဲဟာသွားစမ်း။သူမတသိသိငိုဆိုင်နေမိရော်တယ်။ဟဲ့သမီးလေးမိုးလေးဘာဖြစ်လို့လဲ။ခုနကပြောတော့ဖဖြစ်စရာစားဆိုမေနယ်မိုးကပြက်မဖြစ်ကြေးပြီးခြိုက်ကငိုစေ။ဘလို့ဖြစ်တယ်ဆိုတော့ပြောစမ်းမအောင်မိုးလေးရဲ့ငါနဲ့မထိတ်တာမလန်တာရှိလိုက်တာနော်။မေနယ်မိုးရဲ့အငုံမျက်နှာလေးတော်ဘွားခင်ရဲ့ရှင်ဝင်တွေကိုပြိုကြသွားလေရဲ့ တိတ်ပါမြည်နေရဲ့။ဘာဖြစ်တယ်ဆိုတာအဖေကပြောမှပေါ့တမီးရဲ့။အဖာဖေ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 ရလေ။ဟဲ့မောင်ကောင်းမို့ဘာဖြစ်လို့လဲ။အမလေးလေးမောင်ကောင်းမို့ရဲ့ဖြစ်မှဖြစ်ရလေ။တော်ပွားခင်ရလေသူမကိုဖက်ကမိရီတွန်ကြလာတယ်။အိုးအဖေကလေဘာမှမသိပဲဘာလျှောက်ပြောနေရလေ။နှုတ်အဖေကတိတ်မှမသိပဲဟာ။အဖေကတခုခုများဖြစ်လို့လာလို့အထစ်တလန်ရှိလိုက်တာကွယ်။ကဲပြောစမ်းမအောင်ဘာဖြစ်လို့လဲ။ ဖဖေလေဖဖေမျိုးသမီးတယောက်နဲ့လက်ထပ်လိုက်ပြီရဲ့ဟမ်ဟုတ်မှာဟုတ်ရဲ့လားကွယ်မိတဆိုးသမီးလေးကိုဒီလောက်ချစ်တဲ့အဖေကြီးဟာဒီလိုလုပ်ရပါမလားသမီးရဲ့သမီးစာဖက်များမှားတလားအိုးဖေရမှားရမှာလေဟိုမှာစာမင်းရဲ့အဖေကောက်ဖက်ကြည့်အဖေမှာစာမဖက်တတ်တာပဲသမီးရဲ့သမီးသိပ်ဝမ်းနေတဲ့အဖေရဲ့သမီးရဲ့သူမရှိုက်ပြီးတော့ငိုတယ်ငိုလို့မစုံတော့ ခေါင်းတစ်ခုလုံးလည်းရွှဲရွှဲဆိုနေကြည့်ပြီးအိုးမြဲလေးရဲ့ထမင်းစားလိုက်ပါလားမြဲလေးရဲ့မစားချင်ဘူးအဖအောင်ချင်ထမင်းတော့စားပါမို့လေရဲ့အဖစီမချမ်းသာလုံလို့ပါဖဖေလှုပ်ရက်လိုက်တာအဖရဲ့တကယ်ဆိုတမိမျက်နှာမထောက်ရင်တော့တေသွားရှာပြီဖြစ်တယ်မမေ့မျက်နှာကိုတော့ထောက်တင်ပါတယ်တမိရင်ထဲမှာတင်းကျပ်နေရဲ့ဘာမှလည်းစားလို့မှမဟုတ်တော့ဘူးခတ်တာပဲကဲပါမြေလေးရဲ့ ါရီစဉ်းစားနေတော့ငယ်လင်နေကောင်းမှုတာအရေးကြီးရာကဲကဲကဲထထသမီးစားလိုက်အောင်မစားနိုင်လို့ပါအဖရဲ့သမီးစားရင်စားပါမယ်သမီးတယောက်တည်းနေပြရစီသူတယောက်တည်းကျင်ရတဲ့ကဖဖေရဲ့ဖဖေလိုအဲ့ဒီမိမကိုလက်ထက်ရရလေဖဖေကိုနိုင်ငံသားပြန်အထူးကိုဆောင်သည်ဆိုပြီးဒီမိမကအပိုင်ဖက်တော့ပဲဖြစ်ရမယ်ဟုတ်တယ်ဒီမိမဟာမကောင်းစုအောင်မှပဲဖြစ်မှာတေးကြတယ်မမြင်ရသေးတဲ့ဖဖေဇနီးတစ်ကို အမုတ်ချပြေးချင်လာအောင်သူမတော်တတကြီးနာကြီးနေမိရဲ့ဒီမိမဟာငါ့အမေဘယ်တော့မှဖြစ်စီရဘူးဒီမိမငါ့ရဲ့ရန်သူပဲဖေဖေနဲ့ငါတို့ရဲ့ပျော်ရွှင်ခြင်းနူးမှုတွေဘဝကိုဖျက်ဆီးခဲ့တဲ့မိမတမီးဖေဖေတို့မနဲ့ပြန်ပြန်လာမယ်ဖေဖေကျင်းနဲ့ဆာပဲကိုကိုင်းကမင်းနဲ့မိုးနှခမ်းမဲ့သွားတယ်ရင်ထဲမှာလေတစ်ဆူသွားတယ်မနဲ့ပြန်ပြန်လာမယ်တဲ့ဝုံမိမနဲ့ငါမနဲ့ပြန်ဆိုထိတ်တက်ရင်ဆိုင်ရတော့မယ်ငါဘလို့ရင်ဆိုင်ရမလဲ ဘယ်လိုရင်ဆိုင်ရမလဲဟဲ့ခုနကစာလာပို့သွားရမလားဘယ်ရစာလဲဘာတဲ့လေတော့ပွားကင်းအနာကတ်လာရင်မိတယ်ရော့အဖွားကပဲအဖွားဖက်ကြီးရော့အိုးအဖွားကစာမတက်ပါဘူးဆိုမှအဲဟုတ်တာပဲမင်းနဲ့မို့ဟာနှကန်းကိုတက်တင်စိတ်ကနတ်နေဘက်ကိုခါမှထောက်လေအငေါ်တူတူလီတန်နေပြောတယ်ဘယင်မင်းမြတ်နဲ့မိဖုရားကြီးကိုကြွလာတော့မူရော့မတဲ့ဟင်ဘယင်မင်းမြတ်ဘုရားဘယင်မင်းမြတ်နဲ့မိဖုရားလေ အရှိတဲ့အဘွားလည်းကြောင်နေပြန်ပြီ။မနေ့ပြန်ဖဖေတို့ပြန်လာကြတော့မလို့တဲ့။ဒေါ်ဘွားခင်မျက်နှာတိတ်သွားတယ်။ဒေါ်ဘွားခင်ကလည်းဒေါက်တာကောင်းမွန်လက်ထက်လိုက်တယ်ဆိုတဲ့ဇနီးသစ်အတွေ့ဘဝင်မကြဖြစ်နေရဲ့။အင်းလေ၊သူရောက်လာလို့အဆင်မပြေတော့လေ။ကို့အရက်ကိုပြန်လာပေါ့။သမီးလေးမိုးတော့တနာပါတယ်။မင်းနဲ့မိုးဟာလေမျက်မှောင်လေးကိုကုတ်ကအတွေးညံ့နေပြီရဲ့။ငါဒီမှာမနေချင်တော့ဘူး။ငါအမျိုးသမီးပေါ်တာဆောင်တစ်ခုကိုပြောင်းနေကောင်းမလား။ဒါဆိုရင်ဖဖေနဲ့တော့ဝေးရမှာပဲ။ မင်းနမိုးကောင်းနဲ့အတွေ့တစ်ချက်လက်သွားကကောက်ကန်ကထမင်းမိရဲ့အဖသမီးမဖွားဖွားတယောက်ရှိရဲဆိုတာသိလားဘယ်သိပါမလဲသမီးရဲ့ဖွားဖွားသမီးမမေစုံပြီးနောက်ပိုင်းမှာရောက်လာတာအစသမီးဖေဖေရဲ့လူနာပါနောက်တော့အဖမှာအားကိုးစရာမရှိမှန်းသေးတော့အမေလိုပဲစောင့်ရှောက်ပြရစီဆိုပြီးအိမ်မခေါ်ထတာပါကွယ်သမီးငငယ်ငယ်ကသမီးဖွားဖွားစီကိုရောက်ဖို့တယ်ဟိုးအဝေးကြီးပဲသမီးအဲ့ဒီမှာတွားနေခြင်းနေသမီးရဲ့ဖွားဖွားက တမောကဖုန်ကြီးအောင်မှာနေရ။ဩတရားအားထုတ်နေရထင်ပါတယ်တမီးရဲ့။အဲ့လိုသူတော်စင်သူတော်ကောင်းတွေကိုတွားပြီးတော့မှနှောက်ရွှေ့ရအောင်။သူတို့ကလောကီအညစ်အကြေးအပူပင်တွေကိုစေကြောတန့်စင်နေကြတယ်။တရားရှာနေကြသူတွေ။ကဲပါတမီးရဲ့ဒီလောက်လည်းပူမနေပါနဲ့။လာတမီးအဖွားထမင်းဘွဲပြင်ထားပြီးပြီ။လိုလားသည်ဖြစ်စီမလိုလားသည်ဖြစ်စီဒီကနေ့သူတို့ရောက်လာကြတော့မယ်။ဖေဖေရဲ့ဖေဖေတို့တမီးလွမ်းနေရကြပါပြီ။ဒါပေမဲ့ ူမဖဖေးကိုအောင်းမေ့နေရကအမှန်မင်းဖြစ်တယ်။ဒါကြောင့်လဲဖဖေးကိုတွေးချင်နေရဲ့။ဒါပေမဲ့ဖဖေးလက်ထက်လိုက်တဲ့ဇနီးကိုတော့ကောင်းအောင်တန်ကြရတယ်။တစက်တဲမှာပင်ဒေါ်ဘာခင်အတန်ကိုကြားလိုက်ရတယ်။ဟောရောက်လာကြပြီ။ဖဖေးကိုတွေးချင်လွန်းလာကြအောင်တကားဝါမှလှန်စီလိုက်တယ်။ဖဖေးနဲ့တူကားပေါ်မှာဆင်းလာတဲ့မြို့သမီးကိုထတင်းကားများစိုက်ကြည့်နေမိရဲ့။သွေနွေကြော်ရှင်းတဲ့ဖဖေးဇနီးတဲ့ဟာဖဖေးနဲ့လိုက်တာတော့အမှန်။သမီးရဲ့သမီး ဖဖေလန်းခေါ်တယ်။သူမပြန်မထူပဲညှိစိတ်စွာရက်နေစေ။သူမရှိမှလာရက်တဲ့ဖဖေတို့လင်မယားကိုတမျက်နာချင်းစီခက်ဆူဆူမော့စေလိုက်တယ်။ဖဖေရပြုံးနေတယ်။အမျိုးသမီးမှပြုံးနေပြီမဲ့ချက်ယုံဟန်ရှိရဲ့။ဒါပေမဲ့မျက်လုံးတွေကတဖြက်ဖြက်တောက်ပါနေကနှက်ခမ်းတွေကလည်းတရွာရွာလှုပ်လျက်ရှိရဲ့။စင်စစ်မျိုးသမီးဟာနှဲ့လို့ဝဲကောင်းလာတော့အမေဒါပေမဲ့မမီမမဟုတ်ဖေ။မမီနေရာမှာသူမလုံးဝအစာတို့မခံနိုင်။မမီအတွက်အစာထိုးခြင်းဟာ မမေ့အပေါ်တစ္ဆာဖောက်ပြချင်းမဖြစ်တယ်။တမေနေကောင်းတယ်နော်။သူမကောင်းနေလိုက်တယ်။သူမရင်ထဲမှာဘယ်လိုကြောက်မဲမသိ။ရုပ်ကြီးအင်အားတွေလျှော့ပါသွားတယ်လို့ခံစားလိုက်ရပြီ။ဖဖေနဲ့တမေကြားမှာတခုခုစီးချလိုက်တယ်လို့ဝေးကွာသွားတယ်လို့လည်းခံစားနေရတယ်။ဖဖေကသူမရဲ့ခံစားချက်ကိုသိနာလျှင်တူပြီးတော့ဖဖေအပြုံးနေမှိန်ပြော့သွားတယ်။အဲ့ဒီမှာမထင်မဲ့ပဲအမျိုးသမီးကသူမရဲ့လက်ပြားလေးတွေကိုစုပ်ကန်လာတယ်။ အဲ့ဒီမြသမီးရဲ့လက်ဖြားလေးပဲရေခဲ့တဲ့မြအေးစံညာကိုတတိထားမိရဲ့သမီးလေးဟာဖဖေပြောတာတည်းတောင်ပို့ပြီးတော့ချစ်စရာကောင်းနေတာကိုမင်းနဲ့မို့ဟာ သူမလက်ကိုစက်ကနေရုံးကသမီးတုတ်ကနေပြေးထွက်လာတယ်ဖဖေခေါ်ပေမဲ့သူမပြန်လဲမကြည့်ချင်တော့ထောက်တာကောင်းမှုနဲ့မြပန်းတွေတို့အကြည့်ချင်းစုံမိကြတယ်နှုတ်စလုံးမျက်နှာတွေမကောင်းနိုင်ကြတော့နည်းနည်းတော့စိတ်ရှိရှိတီးခံရလိမ့်မယ်ပန်းတွေတွေးစားဆိုတော့ ူ့စိတ်ထဲမှာစိမ့်နေမှာပဲပန်းတွေနားနားလဲပါတယ်အကိုဒေါက်တာကောင်မိုရှေ့ဆောင်ပြီးတော့အိမ်ထဲကိုဝင်လာခဲ့ကြတယ်လွန်ခဲ့တဲ့နှစ်20လောက်ကစွန့်ခွာသွားခဲ့တဲ့အင်ဂျီကိုအခုသူမပြန်အောင်လာတဲ့အခါအဲ့တဲ့တော့တယောက်နေဒဇင်းပြပြဖြစ်နေရလို့ခံစားရတယ်တမီးလေးရဲ့အစိမ်းကအလွန်ကဲဆုံးညနေကဖြစ်ကိုသူမမတွေးခြင်းပင်ပဲပြန်တွေးမိရဲ့တမီးရေသမင်းစားရအောင်နဲ့တမီးပြပြစောင့်နေရဲ့ဟဲ့မစားချင်ပါဘူး ။အမှပဲအဖားနဲ့စာမယ်။တင်းမှာပြတ်တောက်စွာပြောပြီးမျက်နှာထားတင်းတင်းနဲ့ရန်သူလိုတစ်ချက်စားကြည့်ကခြာကနေလှဲ့ထွက်သွားတယ်။သူမဟာတမရှိတစ်ချက်ရှိုက်ချကခေါင်းကိုသာဖဲပြညာပြန်ရမ်းခါရင်ကြံ့ရရှာတယ်။အမြင်မတွေ့ပဲဝိနည်းရမှာကောင်းပါအောင်မယ်။အခုလိုမြင်တွေ့ရပြီးမှကိုယ့်ရင်တွေတမီတွေရရက်ဆက်စိမ့်ကလာတော့မမေရှင်ခွဲမတက်ခံစားရပါတယ်ကွ။မြောင်းမမျက်ရည်တွေယိုစီကြလာတယ်။တကယ်တော့ဖြင့်မျက်ရည်မဟုတ် ရင်းနဲ့အသေးသေးကစိမ့်ထွက်လာတဲ့သွေးတွေပင်ဖြစ်တယ်။အိုးဘာပဲဖြစ်ဖြစ်တမီးကငါ့ရင်ကဖြစ်လာတယ်တမီး။ငါအသေးသားနဲ့တိဆောက်ထားတဲ့တမီးပဲ။တနေ့ကျရင်တော့နားလိုက်လာမှာပါ။အဲ့ဒီခါကျရင်ရဲ့ရင်မြုံနေတောက်ပြောင်လာရပြန်နေ။ရောရှင်ကျင်းနူးပဲမိသားစုလေးဘဝကိုမြေအောင်တမ်းမယ်ရင်လည်းသူမပြုံးနေသေးရဲ့။ပန်းချန်ထဲမှာတမီးလေးနှင်းအိပန်းတွေခုံနေရဲ့။နှင်းစီပန်းတွင်နဲ့အပြိုင်အလှကြီးလှပနေတဲ့သမီးလေးကိုချစ်ချင်းမျက်နှာချင်းတွင်နဲ့ငေးကြည့်နေက တမီနာကိုရှောက်သွားတယ်။တမီတမီဆက်ကနေလှဲ့ကြည့်တော့လက်ကိုနှင်းချီစုဆိုးရှာသွားတယ်။အိုးတမီနေနာသွားလိုက်ရင်သူမတမီရဲ့လက်လေးကိုဆွဲယူကြည့်ရင်တမီရလက်ကိုဖြက်ကနေဆွဲရုပ်တယ်။မနာပါဘူးဖဲပါ။ကျမခုလိုဆူဆူတာရှင့်ကြောင်။အိုးရှင်တွေကျမတွေနဲ့တမီစကားပြင်းထန်လွန်လာတယ်။သူမရဲ့နှလုံးတက်ပေါ်မှာဆိုးရဲဆိုးကားဖြင့်တမီရဲ့မမေနဲ့ဗိုလ်ချုပ်စီလိုက်ခဲ့ပါလား။ ။သမီးတို့လိုအပ်တာလေးပဲရှိရင်လည်းဝယ်ရအောင်လေ။သူမသမီးလေးရဲ့အိမ်ခန်းဝမှာရက်လျက်မေးရဲ့။သမီးလေးကကဒင်ပေါ်မှာလှဲနေရမှာငောက်ကနေထထန်လိုက်ပြီးမလိုက်ချင်ပါဘူး။သမီးကဒီလောက်ခက်ထန်ကြမ်းကြုတ်လိမ့်မယ်လို့ဘယ်တော့မှမမျှော်လင့်ခဲ့။ဒါပေမဲ့သူမဖြေပါရဲ့။အော်။သူခင်ဗျာအမိအုပ်ထိန်မှုမရှိပဲ။ဖေကြီးနဲ့နေခဲ့ရတာဆိုတော့သမရဲ့ဖြေးတွေးလေးမှမဆုံးလိုက်ရ။ဒီမှာရှုပ်နောက်ဆုံးနေကျမတတိပေးလိုက်မယ်။ ရှင်ရကျမရဲ့မမီမဟုတ်ဘူးကျမကိုတမိတမိနဲ့မခေါ်ပါနဲ့ရှင်ကိုလည်းမမီမမီဆွဲအတုံးလုံးမျိုးနောက်ဘက်မှာမတုံးလုံးပါနဲ့ကျမမကြိုက်ဘူးစိတ်ယိုစီးကြလာရဲ့မျက်ရည်တွေကိုတမိမမီအောင်ငုံပြီးလက်ထွက်လာခဲ့တယ်မမီဘလုံးမှမခံစားနိုင်တော့ဘူးတမိရဲ့ပန်းတွေအခုလက်တွေကိုသာအာကိုတကြီးဖန်ဆိုးချုပ်ကင်ထားမိပြီပန်းတွေတော့စိတ်လျှော့လိုက်ခြင်းမြင်အခုရဲ့တနေ့တနေ့ရင်တွေနာလုံးလှပါပြီ ဒေါက်တာကောင်းမွန်ဟာကယူနာတက်စွာစိုက်ကြည့်နေပြီလုံးရရှိရာနှစ်ခုပဲရှိရအကိုတမီးရောပန်းတွင်ဟာတမီးရဲ့အမေရင်ဖြစ်တယ်ဆိုတာဖွင့်ပြောလိုက်တော့မယ်အကိုဒါမှမဟုတ်ဒုတိယကျင်းအိမ်ဘောကဆင်းပြေးရတော့မှာပေါ့အကိုသူ့ကိုခုချိန်ကျမှဖွင့်ပြောလိုက်ရင် ပိုဆိုးတော့မှာပေါ့တီးခံပြီးတော့နှစ်ပေးပေါင်လာပန်းတွေရဲ့တီးခင်ရလုံးလို့ပန်းတွေရင်တွေပွင့်ထွက်ကုန်တော့မယ်အကိုရဲ့ဒေါက်တာကောင်းမွန်ပန်းတွေကိုရှင်းပွင့်နေကို စင်နာတနာစွာပွေပြီးတော့ထွေထားလိုက်တယ်။ပန်းနယ်သွားပြရစီရောနော်။ပန်းနယ်လေပန်းနယ်ကိုချစ်တဲ့ပွဲကြီးပြိသက်တွေရဲ့မြတ်တော်ပဲ။ခံယူနေပါတော့မယ်။အကိုစူးစမ်းကြည့်ပါအောင်မယ်ကွယ်။အကိုအချင်းနဲ့တော့ပေးပါပန်းနယ်။အကိုရဲ့မျက်ရည်တာယူကြိုးပေါက်ခရပြန်နေ။ဒေါက်တာကောင်မူဟာစိတ်မြန်လက်မြန်နဲ့မစင်မကျင်လှုပ်ခဲမိရဲ့မိမိလှုပ်ရက်တွေမိမိကိုယ်ကိုခွင့်မလွတ်နိုင်အောင်ဖြစ်ရတယ်။ညာပန်းနယ်ကိုရှာမတွေ့တဲ့အစုံမှာ ညာဘန်းတွေတည်ပြီးလို့သမီးကိုမှတ်ယူစေခြင်းနဲ့ညာဘန်းတွေရဲ့ခြေရလက်ရမှန်သမျှကိုတစမကြံဖြည့်စီပြစ်ခဲ့ခြင်းပဲဖြစ်တယ်။သူဟာဗီဒီယိုနဲ့တက်တာတွေမှာလက်ကောင်းစောက်စာတန်းမှတ်တမ်းမှတ်ရာတွေကို လက်ကောင်းညာဘန်းတွေရဲ့တက်ပုံလေးတပုံတလေးများကြံရှိလိမ့်မလားလို့ဒေါင်းတော်အောင်ရှာဖွေပေးမိအခြေအနေသူကိုယ်တိုင်စိတ်စဲရှာဖွေပြီးတော့ဖြည့်စီခဲ့ခြင်းဖြစ်ပြီးရဲ့မနက်ကင်းဟာနှင်းကျွင်းလေးတွေအုံပြလျက်နေအောင်စီနှုတ်တယောက်မှာလှပါနေရဲ့ ညာဘက်တွေဟာပန်ကင်သေးရဲမှာခက်ပြေးပြေးလျှောက်လာရင်ရှေ့မှာနှင်းစီပွင့်ကြီးတပွေကြွားကြွားရွာပွင့်နေရကိုမြင်လိုက်ရတဲ့အခါဟဲ့လှလိုက်တာလေပြေကြအောင်ရွှေနှင်းစီကသူ့မကိုလှမ်းပြီးနှုတ်ဆက်နေသလိုဒီပန်းဟာမကြခင်ဝိလာရီတွေ့ကြတော့မှာပဲဦးဖျားဖျားဖျားတင်လိုက်ကောင်းပါညာဘန်းတွင်နှင်းစီဝင်ကိုအသာရပြင်ထုတ်လိုက်တယ်ဟမ်ဒါမှလွတ်တာလေစစူရှိရအတန်းကြောင့်မော်ကြည့်လိုက်တဲ့အခါ ဒေါသငွေတလူလူနဲ့တမီးကိုရှင်ဆန်လိုက်ရတယ်။ဖះတင်လို့ပါတမီးရဲ့။ဒီဘက်ကကျမပန်တော်မလို့စိတ်ကူထားတာ။ရှင်တသက်ဖြစ်လို့ဖြစ်စေတော့တာ။မဟုတ်ပါဘူးတမီးရဲ့။မမေတကယ်မသိလို့ပါ။ကဲကဲဒီလိုဆိုလဲဖះမတင်တော့ဘူး။ရော့တမီးဒီဘက်ပန်တော့။အိုးသူများခုပီးတာပန်မပန်ချင်ပါဘူး။သူများတရုတ်တရားနဲ့စိုက်ထားတဲ့ပန်ကိုပွင့်လာမှာ။အချောင်ထိုက်တဲ့စိတ်မျိုးကိုကျမယွန်းနေ။ဒီလိုမဟုတ်ရပါဘူးတမီးရဲ့။ဖះတင်မဲဆိုစိတ်ကူကလွဲပြီးတော့ တခြားဘာရွယ်ကျမမရှိပါဘူးမမေ့မှာဘာမမေ့လဲရှင်ဟာလေပြောလေခဲ့ရပါလားဒီလောက်တောင်မေမေလောက်ချင်အောင်သူမရဲ့လက်လေးမြောက်သွားတယ်ဒါပေမဲ့သူမရဲ့ပါပြင်ပေါ်ကိုတမီးရဲ့လက်လေးရောက်မလာမိမှာပင်ဒေါက်တာကောင်းမိုးအချိန်မီဖမ်းဆွဲထားလိုက်တယ်သူမဟာတဆက်ဆက်တုံခိုင်းနဲ့အောင်နှက်ခန်းလေးကိုဖိကရင်မျက်ရည်တွေတွင်တွင်စေးကြလာတယ်ပန်းတွေပြန်ပြရစီတော့အကိုပန်းတွေရှင်ခွဲပြီးတော့တည်တာထဲ တမီးလေးငရဲကြမှာပို့ပြီးတော့ကြောင်ရွံ့မိပါရဲ့ရှင်။သူမကိုဒေါက်တာကောင်းမွန်မတမ်းပြီးရောအကိုကိုကျမကရော့ခဲ့ပါတယ်အကို။ပြီးရောနွမ်းလျရတဲ့ခြေလန်းတွေနဲ့အိမ်လေးစီကိုရှောက်သွားလေရဲ့။ခဏကြတဲ့ကလက်ဆွဲအိမ်လေးကို လွှဲကပြန်ထွက်လာတယ်။ဒေါက်တာကောင်းမွန်ကတမီးကိုကြိတ်မနိုင်ခင်မြာကြည့်လိုက်ပြီးတမီးစီတိုင်းကဖြစ်သွားပြီပေါ့နော်။ဆုံရှုံမှုကြီးတစ်ခုတွေ့တမီးနောင်တမရပါစေနဲ့လို့ပဲဖေဖေဆုတောင်းပါတယ်။သူစီအငှားကလေးတစီကခြံရင်းကိုမောင်းဝင်လာတယ် ဆစ်ဆရာဒေါက်တာကောင်းမို့နော်ဟာကိုချက်မြဟုတ်ပါတယ်ဆရာဆရာတို့နဲ့အဆက်တွေပြတ်သွားတာနှစ်နှစ်ဆယ်ကျော်သွားပြီနော်ကျွန်တော်ရခိုင်ပြည်နယ်ဘက်ကရွာလေးတွေမှာကျောင်းဆရာတောက်လုံနေရဆရာရဲ့ဒါကြောင့်ဝေးကွာခဲ့ကြတာဟမ်ဒါဒါဆက်သမီးလေးလားဟုတ်တယ်ကိုချက်မြရဲ့တန်တမာဝေးခဲ့တဲ့ခလေးလေးကိုချက်မြကပန်းတွေကိုမိမဲ့ပြုတ်မှာသူ့တက်ဝောင်မိကုံထုတ်လိုက်သူကဒေါက်တာကောင်းမို့ဖြစ်နေရဲ့ဒါနဲ့ ိုချင်းမြောက်တွင်မှကျွန်တော်စီတဲ့အစ်တစ်ခုဖြတ်ကနေဝင်လာတယ်ဗျကျွန်တော်တို့မင်္ဂလာဆောင်ကိုချင်းမြောက်ပုံတူခဲချက်လေးပဲဆွဲပေးခဲ့နော်အဲ့ဒါလေးပဲခမည်းစီမှာရှိသေးရလားဗျဟာရှိရပါဆရာရဲ့ဆရာနဲ့မြပန်းတွေအတွက်မင်္ဂလာလက်ဖွဲ့ဆိုပြီးဆွဲခဲ့တာပဲအယောင်သွင်းဖို့ကျွန်တော်ပြန်ယူသွားခဲ့တာအခုထိတော့အယောင်မသွင်းရသေးဘူးကျွန်တော်မှလည်းចောင်းသားပြီးနေရှိသွေးနှစ်ပတ်လုံးနေရလေဒါကြောင့်ပကြီမဆွဲပြစ်တာတော့အတော့ကြပြီအခုတော့အဲ့ဒီပုံလေးပြီးပါလာသေးတယ် ကိုချက်မြအဲ့ဒီပုံလေးပဲသမီးကိုပြလိုက်ပါဗျာဟာရတာပေါ့ရော့သမီးအဲ့ဒါသမီးဖေဖေနဲ့မမေတို့ရဲ့မင်္ဂလာဆောင်လုံးကအိုးအိုးကိုတိုင်ဆွဲပေးတယ်ပုံတူခဲပကြီးပဲမင်းရွယ်မို့လှမ်းပြီးတော့ယူကြည့်လိုက်တော့အိုးဖေရဖေရဟင်ဒါသမီးမမေမမေဟုတ်တယ်သမီးအဲ့ဒါသမီးမမေပဲသမီးမမေဘူတာကြီးမှပဲရှိနေအောင်ပါသူရင်ခွဲမတက်ခန်းစားနေရမှာမင်းရွယ်မို့ရဲ့မြုံနေ စိုးစိုးသွားခဲ့ရကြပြီ။တမိဆန္ဒရှိမယ်ဆိုရင်အချိန်မီတမိမမီကိုတမိလိုက်ခေါ်ကြည့်တော့တပည့်ရဲ့မမီရဲ့တမိရဲ့တူတူနေရရင်တိတ်ပြော်စရာကောင်းမှာပဲလို့တမိတနေတတာပြောခဲ့ပွေမဟုတ်လား။တမိကိုပါလို့တမိမမီအရှင်းပါလို့ဖုန်ပြောခဲ့ရလဲဖြစ်ပြီ။ဇက်ရည်လျောင်ပြောပြနေရင်တမိမမီကိုတမိမမမဟုတ်တော့ဘူး။ပထမတစ်ကြိမ်တုန်းကဖဖေးရဲ့အစဉ်ချင်းကိမ့်မဲ့မှုကြောင့်အိမ်ရနေအဝေးကိုနှစ်ပေါင်း20နီးပါးဆင်းပြေးခဲ့ရပြီ။ဒီတခါဆိုသူ့ ဒေါက်တာကောင်းမှုရဲ့စကားရင်မဆုံးလိုက်ရမင်းနယ်မိုးလှည့်ကနေပြေးထွက်သွားရမမေမမေရဲ့ညာဘန်းတွင်နဘေးမှာကာလီတစီတုံနယ်ထိုရက်လာရင်ညာဘန်းတွင်မော့ကြီးဟင်နှုတ်မှာတမီးလို့ခမီးဖို့ကြံ့တည်းရဲ့အကျယ်မီနှုတ်ကိုပိတ်ထားလိုက်ရတယ်တမီးကတမီးလို့မခေါ်ရဘူးမမေလို့မတုံတုံရဘူးလို့ပြောထားရင်မဟုတ်ပါလားမမေသူမတကူလုံးတုံရင်သွားတယ်သူမလက်ထဲကလက်ဆွဲအိတ်လေးလွတ်ကျသွားတယ် ကိုနားပင်ကိုမရှုံမမေအိုးငါ့သမီးတရားမမေလို့ခေါ်နေပါလားဝမ်းသာလိုက်တာဝမ်းသာလိုက်တာအမေနဲ့သမီးတယောက်ကိုတယောက်တင်းကျပ်စွာဖက်တွေတွေ့ထားမိကြတယ်မမေပါပင်ကိုသမီးကနှမ်းလိုက်တယ်သမီးရဲ့ပါပင်ကိုလည်းမမေကပြန်နှမ်းတယ်ပြီးတော့အနန်းတွေပလူပြန်သွားလေရောတယ်ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တယ်စာရေးသူမောင်ယူရရေးသားထားတယ်မြတ်တာရည်ကြီးညာနေရည်ဆိုရဲဇလန်းလေးကတော့ဒီမှာနေပြပါပြီ။ နောက်ထပ်ဇာတ်လမ်းကောင်းများစွာကိုနားဆင်ကြနေဆိုရင်တော့ Channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့တောင်းဆိုပါရစေနော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။